BBN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကရင်ယူတပ်မ6နယ်မြေတွင်းမှာရှိရဲကနယ်လေးစစ်ကောင်စီအတိုင်ချထပ်ဆွဲထားတဲ့တပ်ကို KNL ဥဆောင်တဲ့တပ်တွေကမေလ28ရက်နေ့ယမန်နေ့ညကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါကနယ်လေးစခန်းကိုတော်လန်ရင်အင်အားစုတွေကမေလနောက်ဆုံးအပတ်လောက်ကလေးကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနေ့ညကအပြီးသိမ်းယူခဲ့တာစစ်ကောင်စီဘက်ကတေဆိုးမှုတွေရှိတယ်လို့ 120မမလက်နက်ကြီးအပါအဝင်စစ်လက်နက်ပစ္စည်းအချို့လဲတိမ်းယူနိုင်ခဲ့တယ်လို့ကနဦးသိရှိရပါတယ်။မင်းညာကနဲလေးကိုရပါပြီ။လက်နက်တွေလည်းတိမ်းဆဲရမိတာရှိပါတယ်။120မမကြီးတွေပါမယ်။လက်နက်ငယ်တွေကတော့အခုမှရေတွက်တုံးလို့မြေပြင်စစ်ရေးသတင်းအမြင့်တူးမှ VPN ကိုပြော့ပြပါတယ်။ဒါအပြင်ဒေါ်လာရင်းအင်အားစုတွေအနေနဲ့အဆိုပါကနဲလေးစခန်းကိုတိမ်းပိုက်ပြီးတဲ့နောက် ကရင်ယူတက်မှ6မြောက်ရီနယ်မြေဘက်မှာစစ်ကောင်စီတက်ဆွဲထားနိုင်တဲ့စခန်း6ခုခန့်သာကျန်တော့တယ်လို့လည်းအဆိုပါသတင်းရင်းမြစ်ကဆက်လက်ဖော်ပြထားပါတယ်။ဒီဘက်တကြောမှာစကားဆကျန်တာဆိုလို့တေဘောဘူဥကရိထဝေါ်လီမော်ခီဘရင်နောင် တိခတ်ပလဲဒီစခန်း6ခုလောက်ပဲကျန်တော့တယ်။စခန်းတွေကလည်းကျွန်တော်တို့ဘက်ကအတိုင်းအတာတစ်ခုထိပိတ်ဆို့ထားပြီးသားဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့2025ခုနှစ်မတ်လမှစတင်ပြီးမြောက်ရီတကြောဘက်က စစ်ကောင်စီအရေးကြီးစခန်းခုနှစ်ခုထဲမနည်းကိုလက်လွတ်လိုက်ရတာကြောင့်ရဲသားပြည်သူတွေဘဝပိတ်မတ်ထားပြီးလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတပုတ်အုံအနေနဲ့ကချင်ပြည်နယ်ဗမာမျိုးစုစစ်ကူလာတဲ့ရဟန်းရင်တွေတဲကရွှေကူမြို့ခလာရ56မှာအရေးပေါ်အဆင့်တက်လိုက်ရတဲ့ရဟန်းရင်တစည်းကို KIA PDF တွေကဒရုန်းနဲ့တွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့်ရစရာမရှိအောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ ဗမော်မြို့ကိုစစ်ရင်အားဖြစ်လာတဲ့ရဟန်းရင်၃စီးကို KNPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကမေလ20ရက်နေ့မှာတိုက်ခိုက်ခဲ့တာကြောင့်ဒဇီးမှာရွှေကူမြို့အနီးပြတ်ကျခဲ့တာဖြစ်တယ်လို့ဒဇီးမှာခလာရ56ပေါ်မှာရေးပေါ်ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ခလာရ56မှာရှိတဲ့ MI70 ရဟန်းရင်ကိုမေလ21ရက်နေ့မှာ KIA PDF တွေက drone နဲ့ဘုံသီးသွားချပြီးဖျက်ဆီးလိုက်တဲ့အပြင်စူဆိုက် drone နဲ့လည်းထပ်မံတိုက်ခိုက်ခဲ့တာကြောင့်ရဟန်းရင်မှာရသေးရမရှိအောင်ပျက်စီးသွားပြီဖြစ်တယ်လို့ ် KIA စည်ရေးသတင်းအင်းမြစ်ကဖော်ပြထားပါတယ်။ရွှေကူမြို့နောက်ဘက်မှာပြတ်ကျခဲ့တဲ့ရဟန်းရင်နဲ့တူနေပြည်တော်မြစ်ကြီးနားနံပေါင်းလေတက်မှာစစ်စင်ရေးလာရောက်တွဲဖက်နေတဲ့ရဟန်းရင်မောင်းသူဗိုလ်မှူးတန်းမင်းစော်နဲ့ခရုတဖွဲ့လုံးတိတ်ဆုံးခဲ့တာဖြစ်ပြီး KIA တပ်ပေါင်းစုတွေကလည်းဗိုလ်ကြီးမြို့ထက်အောင်အလောင်းပါဝင် လောင်း16လောင်းကန်းကိုတွေ့ရှိထားတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရဟန်းရင်ပြတ်ကျအောင် KIA PD ရဲ့တပ်ပေါင်းစုတွေက ရတဲ့လက်နက်တွေနဲ့ဝိုင်းဝန်းပစ်ခတ် ခဲ့တယ်လို့ KIA ကအတည်ပြုခဲ့တာဖြစ်တယ်လို့ MI-70 ရဟရင်ကိုတော်လန်ရေးတပ်တွေကအသေးခံရုံးတစ်စီးနဲ့ဝင်းစောင့်တိုက်ခိုက်ခဲ့တဲ့မှတ်တမ်းတစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ရဲ့တိုက်ခိုက်ချိန်မှုမှုကြောင့်စစ်ကြောင်းတစ်ခုလုံးပျက်စီးခဲ့ရတဲ့တေဘောဘိုးကိုလာတဲ့စစ်ကူစစ်ကြောင်းထဲမှာနောက်ဆက်တွဲ၃မှန်းရှိဦးကိုလက်နက်၆လက်နဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘဘိုးစခန်းကိုစစ်ကူဖြည့်တင်းရန်အတွက်အင်အား80ကျော်ပါစစ်ကောင်စီစစ်ကြောင်းဟာ DKBA ဌာနချုပ်ရှိရာစုံစည်းမြိုင်ကြီးရွာအနီးသို့ရောက်ရှိနေစဉ် KNLA ဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်မေလ28ရက်နေ့ယမန်နေ့မနေ့ပိုင်းမှာစစ်ကြောင်းတစ်ခုလုံးပြတ်သုံးသွားရတယ်လို့သိရပါတယ်။မနေ့ညကအဲ့ဒီစစ်ကြောင်းကနေစစ်သုံးမန်းရှိဦးထတ်ရတယ်ဗျ။လက်နဲ့6လက်နဲ့စစ်ကြောင်းတစ်ခုလုံးကမနေ့ကမနေ့တည်းကပြည့်စည်သွားပြီ။ ထိုင်မဲ့ဝင်ပြေးတဲ့သူကပြေးတည်တဲ့လူကတည်တယ်လို့မြေပြင်စည်ရေးသတင်းအမြင့်တူက VPN ကိုပြောပြပါတယ်။ဒါပြင်လက်ရှိမြေပြင်မှာကစင်ကလေးရနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရင်အင်အားစုတွေဘက်ကနယ်မြေရှင်းလင်းရေးတွေထက်မှန်ပြုတ်လုံနေတယ်လို့သိရပါတယ်။ KNL ဥဆောင်တဲ့ဒေါ်လန်ရင်အင်အားစုတွေအနေနဲ့ယမန်နေ့ကအဆိုပါတီဘောဘိုးစစ်ကူစစ်ကြောင်းကိုတိုက်ခတ်ပြီးနောက်တစ်ဆက်သေးဆိုသလိုပဲကနယ်လေးစခန်းနဲ့ရွှေအေးမြိုင်ဖျားကုန်းဇေဒီစစ်စခန်းတို့ကိုလည်းတိုက်ခိုက်ခဲ့ပြီး ယနေ့မနေ့မှာအပြည့်အသက်ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့မြေပြင်စီးရေးသတင်းအရေးမြစ်တွေကတဆင့်သိရပါတယ်။ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ